သီလမရှိတဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုရထားပြီဆိုလို့ရှိရင်သူ့အတွက်အသက်ရှိလေဒုက္ခများလေအသက်ရှိလေဒုက္ခများလေကိုကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှိလေပိုကောင်းလေလို့ပြောအဲ့တော့လူတိုင်းအသက်ရှိလို့ကောင်းတာမဟုတ်ဘူးလို့ဆိုလို့ကိုကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြတော့အသက်ရှိလေပိုကောင်းလေပဲ။ ကိုကျင်းသီလမရှိတဲ့ပုဂ္ဂိုလ်ကြတော့အသက်တူရင်အကုသိုလ်နည်းတယ်အသက်ရှိနေရင်အကုသိုလ်တွေပိုများမယ်။ဒါကြောင့်မို့နှမျိုးခွဲခြားပြီးတော့ပြောသီလမရှိတဲ့ဒုသီလပုဂ္ဂိုလ်ဖို့အသက်တူလေးအကုသိုလ်နည်းလေးဖြစ်ရမယ်။သီလရှိတဲ့ပုဂ္ဂိုလ်ဟာအသက်ရှိလေးပိုကောင်းနေကုသိုလ်တွေများတယ်။အဲ့ဒါလို့ခွဲခြားရမယ်။ လူတိုင်းအသက်ရှင်လေပိုကောင်းလေမဖြစ်ဘူးအသက်ရှင်တိုင်းမကောင်းဒါကိုလည်းပဲမြတ်စွာဘုရားဟောထားတာဘုန်းကြီးတို့တွေအသက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင် general point ကိုမြတ်စွာဘုရားပေးထားတာနော်ဒါလည်းအမတမအရေးကြီးတဲ့ဟာပေါ့အာယုတ္တတုတ်လို့အင်္ဂုတ္တရနေကမှာမှတ်တမ်းတင်ထားတာရှိတယ်အာယုတ္တဆိုတာအသက်ရှင်ဖို့အတွက် အခြေအနေကောင်းများလို့ဆိုလိုတာအသက်ရှင်ဖို့အတွက်အခြေအနေကောင်းနေလူတိုင်းလူတိုင်းအတွက်ဘာတွေလိုအပ်တယ်လဲဆိုနံပါတ်1ကတပ္ပယကာတိတဲ့အနေထိုင်အစားအသောက်အသွားအလာမိမိကိုယ်နဲ့တင့်တော်အောင်လုပ်ရမယ်လို့ဆိုတယ်ဟုတ်တပ္ပယကာကိုယ့်အတွက်အကျိုးဖြစ်စေရ နေတာလဲအကျိုးဖြစ်တဲ့နေနည်းစားတာလဲအကျိုးဖြစ်တဲ့စားနည်းလုတ်ကင်ဆောင်ရွက်မှုတွေပါလဲဆိုလိုတာကတော့ကိုချမ်းမာရေးအတွက်ထောက်ခုဖြစ်အောင်နေရချမ်းမာမှုကိုထိခိုက်စေအောင်မလုပ်ရဘူးလို့ဒီလိုဆိုတာတပ်ပါရကာရီတင့်တင့်လျောင်းပတ်အောင်လုတ်ဆောင်ရမယ်ဒီတပ်ပါရဆိုတဲ့စကားလုံးကပါဠိစကားလုံးပဲသို့တော့ ယမလူတွေမှာတပ်ပါရဖြစ်တယ်ဆိုတဲ့စကားကိုပြောကြတယ်အဓိပ္ပာယ်ကဘာလို့ဆိုပါရဆိုတာကြီးပွားတုတ်တက်မှုကိုဆိုတယ်ဈာမယေကြီးပွားတယ်နော်အသိပညာကြီးပွားတယ်တပ်ပါရကြီးပွားတုတ်တက်မှုကိုဖြစ်စေတယ်အကြောင်းဟာအမြဲတမ်းနှမျိုးရှိတယ်ဒီအကြောင်းကကြီးပွားတုတ်တက်မှုကို ရုပ်လျော့စေပြီးဆုတ်ယုတ်ပြပြမှုကိုဥလိတယ်ဒီအကြောင်းကကြီးပွားမှုကိုဥတီထားပြီးတော့ဒီဆုတ်ယုတ်ပြပြမှုကိုရှောင်ရှားပေးတယ်အဲ့တော့ကြီးပွားတုတ်တက်စေတတ်တဲ့အကြောင်းကိုကိုယ်လောက်ကံရမယ်လို့ဒီလိုဆိုအဲ့တော့တပ်ပါယကာရီတင့်တင့်လျော့ပတ်အောင်နေတတ်ရမယ်ထိုင်တတ်ရမယ်စားတတ်ရမယ်ဒါကတစ်ခုနောက်ဒုတိယက တပ်ပါရေမတ္တံသာနာတိကိုနဲ့တင့်တင့်လျောက်ပတ်ကို့အတွက်အကျိုးဖြစ်တယ်လို့ဆိုတာနဲ့အတိုင်းတာမတိမလောက်ရဘူးတဲ့အတိုင်းတာနဲ့ပဲလောက်ရတယ်ဒါစေပညာမှာလဲ overdose ဆိုတာရှိနော်ကိုနဲ့စေကောင်းဆိုတာနဲ့ပဲပို့ပြီးတော့တောက်ရမှာမဟုတ်လွန်သွားရင်အဆိုးပဲရောက်သွားတာ ဲ့ဒါလိုပဲကိုယ်နဲ့တပ်ပါရဖြစ်တယ်လို့ဆိုပေမဲ့လို့အတိုင်းအတာတစ်ခုနဲ့လောက်ရမယ်အတိုင်းအတာကိုအမြဲတမ်းသိရမယ်ဒီလိုဆိုတာနော်နံပါတ်3ကျတော့ပရိနတ္တဘောစဉ်ခြင်းညက်လွယ်တဲ့အစာမျိုးစားဒါလည်းနေ့စဉ်စားသုံးနေတဲ့အခါခြင်းနိုင်ခဲ့တဲ့အစာအစာမျိုးစားလို့ရှိရင်အစိတ်တောက်ဖြစ်တယ် အာယုဗေဒဆေးချမ်းနေကြတော့ဘယ်လိုပြောတော့ဆိုအစိမ့်နကံရောဂမူလံနဲ့အစာမကြေခြင်းဟာယောဂအလုံးရဲ့အခြေခံပဲလို့ဒီလိုဆိုတယ်သူတို့ကအာယုဗေဒဆေးပညာဟာနော်အစိမ့်နကံရောဂမူလံယောဂတွေဖြစ်ပေါ်ခြင်းတွေတကယ်ကိုအခြေခံအကြောင်းဖြစ်တယ်အဲ့ဒီကနေစပြီးယောဂတွေဖြစ်နိုင်တယ်လို့ပြောဒါကြောင့်မို့ စာတဲ့တောက်တဲ့အခါမှာအစာကြည်တဲ့အစာစာမျိုးစားပါလို့မြတ်စွာဘုရားဆုံးမတယ်။နောက်နံပါတ်၄ကပါတော့ဆိုရင်အသွာလာဆင်ញင်မှုကာလစာပြီးအချိန်နဲ့ခါနဲ့သွားရမယ်။သွားတဲ့အချိန်မသွားတဲ့အချိန်ရှိတဲ့ထဲမှာသွားတဲ့အချိန်မှာသွားရမယ်။သွားလာနေထိုင်တဲ့အခါမှာလည်းအချိန်နဲ့အချိန်ခွဲခြားပြီးတော့ချိန် တင့်လျော်တဲ့အချိန်မှသွားတဲ့နေတို့လို့ဆို။နောက်အသက်ရှင်ခြင်းအကြောင်းတစ်ခုကတော့ဘာလို့ဆိုဗြမ္မာစာတိတဲ့။ဗြမ္မာစာတိဆိုမြတ်သောအကျင့်ကိုချစ်မှလို့ဒီလိုပြောတာ။မြတ်သောအကျင့်ကိုချစ်ခြင်းဟာအသက်ရှင်ခြင်းအကြောင်းတစ်ခုပဲလို့။တခါအဲ့ဒီနှစ်ခုမှာနံပါတ်၄နဲ့နံပါတ်၅ကိုနောက်တုတ်တန်တစ်ခုမှာထပ်လဲပြီးတော့မြတ်စွာဘုရားဟောတာပါတော့ဆို။ ရှေ့ပိုင်းကတော့ဒူဒူပဲတင့်တင့်လျောက်ပါအောင်ကိုနဲ့တင့်တော်တာလှုပ်သွားလာစားတော့နေထိုင်ရမယ်တင့်တော်တော့လည်းအတိုင်းအတာကိုသိရမယ်ခြင်ညက်တဲ့အစားအစာကိုစားရမယ်ဆိုတာဒါရှေ့ပိုင်းကအခြေခံအကြောင်းတရားနှစ်ခု၄ခုမြောက်နဲ့၅ခုမြောက်ကြတော့ရသော်ပြာနောက်တုတ်တန်တစ်ခုမှလဲပြီးတော့ဟောတာပြောင်းလဲပြီးတော့ဟောတာ သီလဝါကိုချင်းသီလရှိရမယ်တဲ့နံပါတ်၄ကိုချင်းသီလရှိဖို့လို့ကိုချင်းသီလပြည့်ပြားမှုဟာလည်းပဲကျမရေးကိုချွေရင်းစေနိုင်တယ်ပေါ့အသက်တိုးစေနိုင်တယ်ပေါ့နံပါတ်၅ဗြဟ္မစာရိနေရာမှာကလျာဏမိတ်တာမိကောင်းဆွေကောင်းတွေရှိဖို့လို့တယ်အကြံကောင်းညံကောင်းတွေရဖို့အတွက်မိကောင်းဆွေကောင်းအတူယူလိုက်တာကျင့်သုံးမှုအတွက်မိကောင်းဆွေကောင်းဆိုတာဒါတွေကအရေးကြီးတယ်လို့ဒီလိုပြောတယ် ဆုံးမဩဝါဒပေးမဲ့မိကောင်းဆွေကောင်းတွေရှိရအဲ့ဒါဟာအသက်ရှိခြင်းအကြောင်းပဲအသက်ရှိတယ်ဆိုတာလူတွေရဲ့ life span ရှိတဲ့အတိုင်းပဲဘဝတစ်ခုမှာတက်တန်းစိတ်နေတာကိုပဲအသက်ရှိတယ်လို့ပြောတာအဲ့ဒါလို့ဒီလူတွေရဲ့ယနေ့ခေတ်တက်တန်းတက်တန်းစိတ်နေနိုင်တဲ့အနေအထားမျိုးရောက်အောင်အခုလို့ဆင်ញင်ပြီးတော့နေလို့ရှိရင်အသက်ရှင်နိုင်တယ်လို့မြတ်စွာဘုရားက ကျိုးစီးပွားလိုလာတဲ့တတ္တဝါတွေရဲ့အခြေအနေကောင်းတွေကိုပညာဖြင့်ရှုမြင်ပြီးတော့ကရုဏာအခြေခံကမြတ်စွာဘုရားကဒီအာယုဒ္ဒတုတ်ကိုဟောထားတာဖြစ်ပါတယ်။ဒါကလူတိုင်းလူတိုင်းအတွက်အသက်ရှင်ဖို့နီလန်းကောင်းနေပဲပေါ့။ဒီထဲမှာစကလုံးကတူပေမဲ့လို့အာလုံးခြုံငုံပြီးတော့ခဏိခိကျမ်းမာရေးလိုက်စားတဲ့ပညာရက်တွေဒီထဲမှာအကုန်ဝင်သွားတယ်လို့ပြော ချမ်းမရေးပညာရက်တွေအားလုံးဒီထဲမှာကျုံဝင်သွားတယ်